တရုတ်နိုင်ငံကိုစစ်အင်အားပြသတဲ့အနေနဲ့အနောက်ပစိဖိတ်သမုတ်တရာအတွင်ပူပေါင်းစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ရမှာပြင်သစ်နိုင်ငံကသူ့ရဲ့ကုန်းရည်နှစ်သွဲသုံးစွမ်းအားထက်စစ်ရေးရင်တစင်းကိုစစ်လွတ်မှာဖြစ်တယ်လို့သိရပါတယ်စီရေးလေးချက်မှုအတွင်းအမေရိကန်နဲ့ဂျပန်တို့မှတန်ကြပ်ကရင်းများနဲ့ဗြိတိန်မှဆင်လို့မဲ့ရဟတ်ရင်နှစ်ဆင်းလဲပါဝင်မယ်လို့သိရပါဗျ ရေတက်စီရေလေ့ကျင့်ပေးတဲ့ဆိုရာတက်ပစိဖိတ်သမုတ်တရားတွေမှာစီရေအင်အားချက်ထွင်လာတဲ့တရုတ်နိုင်ငံကိုသတိပေးချင်တာလည်းဖြစ်ပါတယ်လို့အမိမဖော်လိုတဲ့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်အဆိုပါစီရေးလေ့ကျင့်မှုကိုလာမယ့်မေလဒုတိယပတ်နဲ့တတိယပတ်အတွင်းပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့လည်းသိရပါဗျ လင်းရင်ကျင်းတင်းမောနဲ့အင်အားဖြည့်တင်းထားတဲ့တရုတ်နိုင်ငံရေတပ်ဟာသူ့ရဲ့ရေပိုင်နက်ကိုကျော်လွန်ပြီးပစိဖိတ်သမုဒ္ဒရာထဲမှာပါဩစာဖြန့်ကျက်နိုင်မှုအင်အားချက်တွင်နေတာလည်းဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာအတွင်းတရုတ်နိုင်ငံရဲ့အင်အားချက်တွင်မှုတွေကိုဂျပန်နဲ့အမေရိကန်နိုင်ငံတို့ကစိုးရိမ်မှုရှိနေကြပြီးပြင်သစ်နိုင်ငံကလည်းသူ့ထိန်ချုပ်ထားတဲ့ New Caledonia ကျွန်းများနဲ့ Polynesia ကျွန်းများအတွက်စိုးရိမ်မှုရှိနေရဖြစ်တယ်လို့လည်းသတင်းမှဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာလက်ရှိအချိန်မှာယူကရိန်းထံမှဝယ်ယူထားတဲ့လျောင်နေလေယာဉ်တင်သင်္ဘောတစ်စီးကို ပိုင်ဆိုင်ထားပြီးဒုတိယမြောက်လေယာဉ်တင်္ဘောရှန်တောင်းကိုလည်းစောင့်လုပ်နေတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကလျောင်နေလေရင်တင်တင်မော်ဥဆောင်တဲ့တရုတ်စစ်တင်မော်တွေဟာဂျပန်နိုင်ငံတောင်ပိုင်းမှာဖျက်ဆီးမောင်းနေသွားခဲ့ပါတယ်။အမေရိကန်ရဲ့အထက်ကမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံဟာတရုတ်နိုင်ငံပြီးရင်အာရှမှာရေတပ်အင်အားအကြီးဆုံးနိုင်ငံလေးဖြစ်ပါတယ်။ဒါ့အပြင်ဂျပန်နိုင်ငံဟာပြင်သစ်၊ဗြိတိန်နိုင်ငံတို့နဲ့လည်းကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့သိရပါတယ်။